ငါတနေ့ဝင်ငွေဘယ်လောက်ရှိလဲငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးပွတ်တာဆိုဖုံးပွတ်တာဘယ်လောက်ကုန်သွားပြီလဲဝင်ငွေကဘယ်လောက်ရှိသလဲစာရင်တော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြားဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးဝပတ်သွားမှာတည်ကြတယ်ပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားမှာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူး တဖြည်းဖြည်းကုံသွားပြီးနောက်ဆုံးမှဘာမှကြံတော့အဲ့ဒါလိုဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပြုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ချတ်တောင်ဘိုးတွေလို ပြားရီပြားအောင်ကြီးလိုကြီးပွားလာအောင်သာကြိုးစားအထောက်အင့်နေဒါဟာလဲကိုယ့်ကိုယ်ချက်ကင်လုံးနေမှာသိမှာပဲဖြစ်တယ်ဟောဒါကြောင့်မို့စာရင်တော့ကိုလုံးနေတဲ့အလုပ်ပေါ်မှာအမြဲတမ်းလှုပ်ရမှာစဉ်းစားတွေးခေါ် စီးပွားလုပ်ရင်ဒီစီးပွားကအကျိုးဘလောက်ရှိတယ်မြတ်။ဘာစီးပွားလုပ်ရင်ကောင်းမလဲခေချင်းနေရဘလို့ရှိသလဲ။အမြဲတမ်းခေနဲ့ရေမောင်တန်းနေဆိုတာသတင်းစာဖတ်မယ်စာဖတ်မယ်ရေဒီယိုနားထောင်မယ်တကယ်အရေးကြီးတဲ့အချက်တည်းအပျော်နားထောင်တာပြောတာမဟုတ်ဘူးနော်။အပျော်ပါဆိုတာပြောလို့ရပါတယ်။ထိုက်တဲ့တော့တော့ပြောသို့တော့အလုံးနဲ့ပြောတာကတမိုးပူရှိသွားတယ်။လုံးနဲ့ပြောတာလည်း အလုံးနဲ့ပြောပြီဆိုတဲ့အခါကျတော့အလုံးလည်းအောင်မြင်တယ်စိတ်လည်းပျော်တယ်နှစ်ဖက်ကျိုးတိုးတက်တယ်ပေါ့နော်အဲ့လိုလည်းမဟုတ်ဘဲနဲ့ဒိန်းတောင်ဒိန်းတောင်နဲ့ပြောရင်ကတော့အဲ့တော့ရင်ထဲဖုတ်လိုက်ဖုတ်လိုက်ခံစားရတဲ့အရသာလေးပဲပြီးရင်တော့မောပြီးအိတ်ချင်သွားတာအဲ့ဒီအပြောကတမျိုးအဲ့လိုမဟုတ်ဘဲနဲ့စာရင်တော့ဆိုတာရှုမှတ်ဆင်ခြင်သုံးသက်ပြီးတော့ချိတက်တယ် ဇာယီနောတတတိကနိသံတန်လပြက္ကမအလုံးလုံးပြီဆိုလို့ရှင်စင်စက်မပြလှုပ်ဖို့လို့တယ်လှုပ်ချင်တဲ့ကလှုပ်တယ်မလှုပ်ချင်တဲ့ကမလှုပ်ဘူးဆိုတာမဖြစ်စေရဘူးမမှန်ကန်ကန်အမြဲမပြတ်လှုပ်နေတာတတတိကလို့ခေါ်တယ်နိသံတန်လပြက္ကမအခိုင်မာကျိုးပန်းအထောအခက်ခဲတွေကိုဖြတ်ခွဲနိုင်တဲ့လုံလဝိရိယမျိုးနဲ့အဲ့ဒါလို့ချိုးစားအထောလို့ရှိရင် ဖူတန်တီတီရနိဗ္ဗာန်ယောဂခေမနှုတ်တရာအနှောက်ရှက်တီအလုံးကုံဆုံးသွားတဲ့နိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုရနိုင်တယ်လို့မြတ်စွာဘုရားအလိုခေါ်အဲ့တော့လောကီအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ပန်းနိုင်ကို ရောက်နိုင်တယ်လို့ပြောတာပဲဓာတီလမ်းကြောင်းမှာပဲသွားတာပဲတူတူပဲအလုံးမြတ်စွာဘုရားဟောတဲ့တရားလောကီဘက်မှာလည်းယူလို့ရတယ်လောကုတ္တရာဘက်မှာလည်းယူလို့ရတယ်နော်ကိုဖြစ်ချင်တာဘာလဲကိုကကို စဉ်းစားဆုံးဖြတ်ပြီးကိုသွားခြင်းနဲ့လမ်းကိုလည်းဒီအဆုံးမလမ်းကြောင်းကနေသွားအလုံးဟာအကောင်းနေကြီးပဲဖြစ်။ဒါဆိုအကောင်းရောက်ဖို့ဆိုတာတူတူကြီးပဲ။မကောင်းတာရောက်ဖို့ကလည်းပဲတူတူပဲ။နော်။